2024-2025ဘဏ္ဍာနှစ်မှာကုန်သွယ်မှုပုံငွေအမေရိကန်ဒေါ်လာ1.3ဘီလီယံကျော်ရရှိခဲ့တာကိုကုန်သွယ်မှုစည်ရင်းတွေမှာတွေ့ရှိရကြောင်းကုန်သွယ်မှုနဲ့ကုန်စည်စည်းစင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကနေသိရပါတယ်။လာမယ့်2025-2026ဘဏ္ဍာနှစ်မှာကုန်သွယ်မှုပုံငွေပုံဖို့ရရှိစေရေးအတွက်ပို့ကုန်တိုးမြင့်တင်ပို့နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမယ်လို့ကော်မတီဥက္ကဋ္ဌနတ်ဆကဝန်ကြီးဗိုလ်ချုပ်ကြီးမြတ်ထုံးဦးကမေလ23ရက်နေ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ ို့ကုန်တင်ပို့ပြီးပို့ကုန်ရောင်းငွေတွေအချိန်မီပြန်လည်ဝင်ရောက်ရေး73စီ73စီတင်သွင်းတူလောင်ဖြန့်ပြူးမှုအဆင်ပြေချောမွေ့စေရေးနဲ့ CMB လုပ်ငန်းတွေပုံမတင်ပို့နိုင်ရေးကိစ္စရပ်တွေကိုဦးစားပေးဆောင်ရွက်နေတယ်လို့ဆိုပါတယ်မတ်လ28ရက်နေ့မှာမန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်ကုန်သွယ်မှုနဲ့ကုန်စည်ဆင်းစဲမှုတွေပြတ်တောက်မှုမရှိစေရေးသက်ဆိုင်ရာဌာနတွေနဲ့ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးခဲ့မှုကြောင့်အချိန်တိုအတွင်းမှာကုန်သွယ်မှုလုပ်ငန်းတွေပုံမှန်အခြေအနေရောက်ရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းဆက်ပြောပါတယ် ကော်မတီအနေနဲ့ကုန်သွယ်မှုရတာချက်တွေပြည့်မီကျော်လွန်အောင်ဆောင်ရွက်နိုင်ရေးအတွက်ပို့ကုန်သွင်းကုန်လုပ်ငန်းတွေလင်းမြန်ချုံးမွေ့စေရေးစက်မှတ်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။နေဆက်ကုန်သွယ်ရေးနီလန် Border Trade မတ်တပ်နဲ့ရန်ကုန်ကော့တောင်ရန်နောင်းနဲ့ရန်နောင်းကော့တောင်ရန်ကုန်ကိုနေဆက်ကုန်သွယ်မှုနီလန်ကွန်တိန်နာစနစ်နဲ့တင်ပို့တင်သွင်းခြင်းကို2024ခုနှစ်ဇွန်လမှစတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့သိရှိရကြောင်းပါခင်ဗျာ။